ီကနေ့မှာတော့ကျွန်တော်ရောက်ရှိနေတာကတော့ဗီယက်နမ်နိုင်ငံမြက်ဘက်ပိုင်းကဟာချောင်မြို့ကဒီအရန်ချစ်စရာကောင်းတဲ့ဘာတစ်ခုမှရောက်နေပါဘောနော်ဒါဆိုလို့ရှိရင်ဘာကလည်းမြင်နေရတဲ့မြို့ကလေးတွေဒီဟာဆိုလို့ရှိရင်အဲဟာချောင်မြို့လေးကိုဖြစ်တန်းစီစဉ်သွားတဲ့မြစ်ပေါ့နော်အရန်လာတယ်ဥပမာဆိုတစ်ခုတဘောကြတာကလေမြို့ကလေးဘယ်လိုပြောရမလဲဆိုလို့ရှိရင်တောင်ချေမှာရှိတဲ့ခါကျတော့မြင်ခွင့်နဲ့အတုတ်ကလေးလာတယ်မနေ့ပိုင်းဆိုလို့ရှိရင် တိတ်လေးတဲ့အုတ်ဆိုင်များဆိုအတော်ကလေးလာတယ်ဒီဘားမှာဆိုလို့ရှိရင်ဒီဘားမှာဆိုလို့ရှိရင်အဲတစ်ပင်လေးတော်တော်ပန်းလေးလို့ပြောအောင်ပေါ့နော်ဆိုလို့ရှိရင်အဲ့လိုတော်ပန်းလေးတွေလည်းလက်လက်ပပလေးစိုက်ထားပြီးမှလေးအဲ့အပေါ်ကအမိုးတွေလှုပ်ထားရတာလည်းအတော်လေးချစ်စရာကောင်းတယ်အဲ့လိုမျိုးပေါ့နော်ဒါကိုကျိုးရို့ဟိုကလေး Google Map ထဲမှာတွေ့တာနဲ့သဘောကျလို့ဒီလာခဲ့တာပေါ့နော်အရင်လာတယ်ဒီတော့ခါကြောင်မှာတို့မျိုးလာတဲ့ဘားတွေလည်းရှိရဆိုတဲ့ဟာကို မစ္စရီကိုမြောက်ပေးထားတာဖြစ်ပါတယ်ရှင်ဒီဆိုင်ကလေသူကတဆိုင်လုံးကိုခြေလက်တဘာဝဆန်ဆန်ပုံစံလေးတွေပြင်ဆင်ထားတာလေအတော်ကလေးသဘောကျပြီတယ်။ပန်းပင်တွေစိုက်ထားတာလေအတော်တော်ကလေးလာတယ်ဒါမျိုးရရှိတဲ့ခါကျတော့သဘောကျလို့မစ္စရိုကိုအီဂီရိုမြောက်ဝီထားခြင်းဖြစ်ပါတယ်ရှင်။ဒါကတော့ကျမတို့ဒီဇိုင်းမှာရောက်ချင်ကျမ စားကြည့်တောက်ကြည့်တဲ့ strawberry passion smoothie ပေါ့နော်များတော့ဖြစ်စေသူတို့ဒီမှာဆိုလို့ရှိရင်အသီးပိုင်းအတော်ကလေးဈေးချိုတယ်ဒီလိုရှိရင်အသီးဈေးချိုတာပါမကဘူဟာအရန်လဲလဆက်တယ်ပေါ့နော်ကျတို့မနေ့ကဆိုလို့ရှိရင်မြို့တွင်းထဲမှာဈေးအဲ့လိုမျိုးဈေးပိုင်းရှော့ပတ်သွားတဲ့အခါကျတော့ဘာတတိထမြင်လဲဆိုလို့ရှိရင်ဈေးတွေပါရှိတဲ့ အသီးအရွက်တွေရောင်းနေဆိုင်နေအသားတွေရောင်းနေဆိုင်နေတော့ပြက်လျှောက်သွားတဲ့ခါကျအသီးအသီးနှံ့တွေရတယ်ဘယ်လိုပြောရမလဲဆိုတော့ရှင်သူဆိုရှင်အသီးတွေပဲဆိုလို့ရှင်ဓာတုဆေးပဲတုံးထားတဲ့ဒီဆိုလို့ရှင်အနံ့တွေပါတိတ်ပြီးမှကိုကမခံစားရဘူးလို့ထင်တာပေါ့နော်ဒီမှာရောက်တဲ့ခါကျတော့သူတို့တွေရောင်းနေတချို့တို့ဒေတာဒေတာခံနေရောင်းနေအသီးရဆိုလို့ရှင်တကယ်လတ်ဆက်တယ်အရင်လတ်ဆက်တယ်အဲဒါကြောင့်အေးငပြောသီးဆိုလို့ရှင်လည်းငပြောသီးရဲ့အနံ့အနံ့ စစ်စစ်ကိုအဲ့လိုမျိုးရှူရှိုက်လိုက်ရှူရှိုက်လို့ရတာအဲ့လိုမျိုးပေါ့နော်။ဂျာတော့တိတိလည်းအများကြီးရှိတယ်။ကျွန်တော်တို့ကတော့စင်ပြေးနေရမှာရောက်တဲ့နေရာပေါ့။တွေ့တဲ့ဒီအသေးရွက်လေးတွေပါလေအဲ့လိုမျိုးမာပြီးမှစားကြည့်တောက်ကြည့်ကြီးကြီးအဲ့လိုမျိုးပေါ့နော်။ဒီနေ့ကတော့ကျွန်တော်တို့သွားပြီးမှထိုင်နေဒီဘားမှာဆိုလို့ရှင်သူကအဲစတော်ဘယ်ရီအပက်ရှင်စမူတီရတယ်ဆိုတဲ့ခါကျတော့ဒါကသူတို့ရဲ့ဒီဒီဆိုင်မှာအရင်နဲ့မြင်ကြည့်တဲ့အဲ စမူတီတခုဖြစ်တဲ့ဆိုတဲ့ခါကျတော့ကျမကစိတ်စားလိုက်တယ်နေတော့ကြည့်ဖြစ်ပါတယ်တော်လေးတလောက်ကောင်းတယ်ဆိုမြို့ပြလူနေထူထပ်တဲ့နေရာမှာတွန်းနေတဲ့ခါကျတော့ရှင်လေးဘယ်ပြောမလဲဆိုတော့အစားအသောက်တွေကတော့အများကြီးရှိပေါ့နော်ဈေးချိုတာလည်းရှိဈေးကြီးရလည်းရှိဒါမဲ့များတော့ဖြင့်လက်ဆက်တဲ့အစားအသောက်တွေစားစားသုံးခွင့်ရဖို့ဆိုတော့ မလွယ်အဲ့လိုမျိုးလည်းရှိရပါတော့။တော့တကယ်လို့များဒီ organic တို့ဘာလို့အဲ့လိုမျိုးစားခြင်းဆိုလို့ရှိရင်ဈေးတွေအများကြီးပေးပြီးမှဝေရတာတော့ကျိုးဆိုလို့ရှိရင် organic လို့ပြောရဆိုပေမဲ့လည်း organic မဟုတ်ပဲနဲ့အဲ့လိုမျိုးရောင်းနိုင်လည်းရှိရဒါမျိုးတွေကတော့တက္ကလာပေါ့နော်တုံးမယ်လည်းဒီလိုမျိုးတောင်းပန်ကြရတယ်ဘာရလာတဲ့အခါဆိုလို့ရှိရင်တီးရတဲ့အရည်လည်းလည်းဆူဆူစားရတာလည်းတိတ်တဘောကြတယ်အခုဒါကကျွန်တော်တို့ရောက်နေတဲ့နေရာကတော့ပြည်နယ်နိုင်ငံ ညောင်ဘက်ပိုင်းကဟာအချမ်းဆိုတဲ့နေရာမှာဖြစ်ပြီးမှပေါ့နော်ဒီနေရာမှာဆိုလို့ရှိရင်ဒီကောင်းလေးတန်းလည်းရတယ်တို့တို့နေလက်ရှိနေထိုင်တဲ့ဟန်ဝိုင်းနဲ့လည်းတိတ်မဝေးတဲ့အခါကျတော့ကျွန်တော်တို့ကခေတ္တခဏလာရောက်လေးပတ်တယ်ပေါ့နော်ဒါပလေးပတ်တဲ့ခါကျတော့မြင်ကွင်းနေလည်းအရင်လာတယ်ရှုခင်းနေလည်းအရင်လာတယ်ဒါမျိုးတွေမြင်တဲ့ခါကျတော့မိတ်ဆွေတို့ကအီကေတို့ပြန်လေးညဝင်ထားခြင်းဖြစ်ပါလေရှင် ဒါကတော့ဒီဆိုင်မှာကျမမာယူစားဖြစ်ခဲ့တဲ့စားစရာလေးသူတို့ပြောတာကတော့ papaya salad with tofu soup မှာခေါ်ရပါတော့။ရတာကတော့ချွတ်ချုံစိမ့်စိမ့်ဆက်ဆက်လေး။အဲသူတို့ဒီပေးဟိုလေးတင်ဘော်ဒီတုတ်ကိုပေးပြနဲ့စားတုတ်စားတာဒါကျမတို့ပထမဆုံးအချိန်ဟိုတော့သူများတော့သူများတွေအတွက်ကတော့ရိုးနေပြီအဲ့လိုမျိုးဖြစ်မှာပေါ့နော်။ကိုရီးယားကတော့တင်ဘော်ဒီတုတ်ဆိုရင်ရိုးတရားတင်ဘော်ဒီ ထောင်းတွေပဲဝေစားတာများတယ်။ဒါတွေပေါ့နော်ဒီမှာဆိုရင်ဗီယက်နမ်တွေကလေသူတို့စားစရာတွေဒီမှာဆိုရင်အဲချိုတဲ့အချိုတက်လေးတွေပါတယ်။စငယ်တီးဆက်တာလေးကြိုက်ကြတယ်။ဒါမျိုးရှိရပေါ့နော်။အဲကျမမစားခဲ့တဲ့အဒီအဒီစားစရာလေးမှာဆိုလို့ရှိရင်တို့သုံးထားတဲ့စားစရာထည့်တဲ့အခွက်ဆိုလို့ရှိရင်လည်းဒီအုံခွန်အုံခွန်6ကိုအချောတက်ပြီးမှစားစရာထည့်စားလို့ရအောင်စီစဉ်ပေးထားတာကလည်းအတော်လေးချစ်စရာကောင်းတယ်ဒီတော့ သူတို့ဟိုနေရာကလည်းအဲဂျေးလက်တဘာဝဆန်ဆန်ပုံစံလေးလှုပ်ထားတာလေအထိုးကလေးလာတယ်ပြီးအဲ့ဒီနေရာကနေဆိုရင်ဟာစားမျိုးတစ်မျိုးလုံးကိုလည်းမြင်လို့ရတယ်ဒါမျိုးရှိပေါ့နော်ဒီမှာဟာစားမျိုးမှာဆိုရင်ကျွန်တော်တို့တခြားတော့စားကြရတယ်ထင်ပါဆိုရင်ဒီ data ခံတွေရောင်းတဲ့အထက်ကဆိုရင်တို့အားဒီဝတ်သားကင်တွေပါဆိုလို့ရှိရင်အတော့ကလေးစားကြတယ်ဒီဝတ်သားကင်ဆိုရင်တော့ ဗီယက်နမ်တွေကဒီဝတ်တာကင်ကိုဆိုသူတို့ရဲ့ဒီပြောမှဆိုအချင်းဖောက်ထားတဲ့အဲ့ဒီမုံညင်းချင်ပုံစံပေါ့နော်ကျမတို့ဘက်မှာဆိုရင်အဲ့ဒီဟာကိုရှမ်းချင်လို့ခေါ်ကြတာများတယ်အဲ့လိုမျိုးပုံစံလေးပေါ့နော်ရှမ်းချင်ပုံစံအဲ့ဒီအချင်းနဲ့ဝတ်တာကင်နဲ့စားရတာအတူလေးအရသာရှိရဒီတော့ကိုကလည်းဒီမြန်မာပြည်မှာနေထိုင်တဲ့သူတွေဖြစ်ခဲ့တယ်ဆိုလို့ရှင်လဲ အဲ့လိုမျိုးစာချင်းလည်းမစိုးဘူးဆိုတဲ့အသွေးလေးရတာနဲ့ကျွန်မဤဗီဒီယိုလေးထဲမှာမိတ်ဆွေတို့ကိုလည်းဆောင်အနေနဲ့မျှဝေထားခြင်းဖြစ်ပါတယ်။ဒါကတော့ပြည်နယ်နိုင်ငံဟာဇာမှာကျွန်တော်တို့ရောက်ရှိခဲ့စဉ်ကမြေစာခဲ့တဲ့စာဆိုင်ထက်တို့ဒေတာခန့်တွေရောင်းတဲ့ဝတ်သားကေပေါ့နော်။ဝတ်သားဆိုလို့ရှိရင်လည်းအတော်ကလေးလက်လက်ဆက်ဆက်လေးနဲ့စောင့်လို့ကောင်းတယ်။ဒါတွေကတော့တံပေါ်ဒေတာတွေရောက်တဲ့ခါကျလို့ရှိရင်လက်ဆက်တဲ့အစားအစာတွေကို ကောင်းမွန်စွာစားရတယ်ဆိုတဲ့အကြောင်းအရာလေးတွေကိုမျှဝေထားခြင်းဖြစ်ပါတယ်။မသားကြော်တွေဆိုလို့ရှိရင်လည်းမထူဆန်းဘူးပေါ့နော်။တိုးပေမဲ့လည်းအရသာရှိသည်လက်ဆက်တယ်။ဒီမှာအဲတို့ရလေနောက်တစ်ခုကလည်းကစွန်ရွတဲ့ဘာကြီးကြော်လို့ရှိရင်လည်းရိုးတာအရှိန်အဲ့လိုမျိုး။ကျမတို့တောင်ကြည့်ပြီးမှတဘောတွေကြရတယ်။ ပြီးရင်တရားဆိုလို့ရှင်ထမင်းကျော်သူတို့ data ကထွက်တဲ့အဆန်နဲ့ကြော်ထားတဲ့ထမင်းကျော်အလိုမျိုးတွေပေါ့နော်ထမင်းနဲ့ထမင်းဆန်စီဆိုလို့ရှင်အတော်လေးစားလို့ကောင်းတယ်ပြီးရင်ဒီမှာက mong style aubergine curry နဲ့ fried tofu ဆိုပြမဒါကတော့နောက်သဆိုင်ကကျမတို့စားကြည့်ကြရပါဘောနော်စားလို့ကောင်းတာကတော့နှစ်ခုစလုံးကောင်းတယ်ဒီထက်မှာကျမပို့တဘောကြတာကတော့ aubergine ဆိုတဲ့ဒီဟောလေး can candy ဘောနော် ခန်တီဟင်းဒီကလည်းအတော်လေးဆက်လို့ကောင်းတယ်ပုံမှာအဟင်းအနစ်လေးတွေအုပ်ပြီးမှအဲ့လိုမျိုးချက်ထားတာလေးပေါ့နော်ကျမတို့ကတော့နောက်ရက်မှာဆိုလို့ရှင်လာဒီဟာဂျန်စီတီဗျူပွိုင်းရှိတဲ့ကဖေးဆိုင်ဘက်ကိုလည်းတွားပြမလေးဖြစ်တယ်။ဒါဆိုရင်ဟာဂျန်စီတီဗျူပွိုင်းမှာဗျူပွိုင်းကိုရောက်ရှိခဲ့စဉ်ကရေကူထားတာလေးတွေကိုမျှဝေထားတာဖြစ်ပါလေရှင်။ အလုံးပဲမင်္ဂလာပါယခုကျမရရှိနေတာကတော့ဒီဟာဂျောင်မြို့ကိုအဲပေါ်စီရနေနေရတဲ့နေရာပေါ့နော်အဲ့ဒီနေရာမှာရရှိနေရဖြစ်ပါတယ်ဒါကဘယ်နေရာလဲဆိုလို့ရှင်ဟာဂျောင်မြို့နားမှာရှိတဲ့ဒီသူကဟိုတောင်တောင်မှာသူကကော်ဖီဆိုင်လို့ဖွင့်ထားတာပေါ့နော်ဒါကတော့ကျွန်တော်တို့လာထိုင်တဲ့ကော်ဖီဆိုင်ဖြစ်ပါတယ်အဲကော်ဖီဆိုင်ကိုတွားမယ်ဆိုလို့ရှင်သူကတောင်တက်လမ်းနေနေတော့တတိထပြီးတွားရတာရှိရပေါ့နော် ဒါဆိုလို့ရှင် ဟာကျောင်းရုပ်ကိုမြင်ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ကျောတို့သိခိုးတဲ့နေရာကဒီဘက်မှာဟုတ်တယ်ဗောနော်တကယ်လို့ညာကိုကဒီဆိုင်ဒီနေရာကိုတွားမယ်ဆိုလို့ရှင်တော့သူက Google Map တွေကနေသိင်အဲ့လိုမျိုး Grab တွေပဲခေါ်ပြီးမှလာလို့ရတယ်ဒါမျိုးတခုအရန်ကောင်းတာဗောနော်ဒါဆိုလို့ရှင်ဟာကျောင်းမြို့ကိုကောင်းကောင်းလေးမြင်ရတဲ့မြင်ကွင်းဖြစ်တယ်ဗောနော်ဒီနေရာမှာဆိုလို့ရှင် coffee လေးရတယ်တခြားတော့ဒီအဲပြောမယ်ဆိုလို့ရှင် smoothie လေးတွေလည်းရတယ်ဒါမျိုးတွေဗော ဥပမာဆိုလို့ရှိရင်ထိုင်စရာထိုင်ခုံလေးတွေရောကောင်းကောင်းလေးစစ်စင်ထားပဲကျမကတော့လူရှင်းတဲ့နေရာမှာရိုက်ထားတာဖြစ်တဲ့အခါကျတော့လူကတော့မရှိဘူးပေါ့နော်တော်ပေမဲ့တခြားနေရာမှာတော့လူအများကြီးထိုင်နေကြတာမြင်ခဲ့ပါတယ်ဒါကတော့ကျမရောက်ရှိနေတာကတော့ဟာဂျန်မြို့ကိုမြင်ရတဲ့မြင်ကွင်းပေါ့နော်သူက view point လို့ခေါ်တယ် city view point လို့ခေါ်တဲ့နေရာရောက်နေဖြစ်ပါတယ်ကဲဒါကတော့ဟာဂျန်မြို့ဖြစ်ပါတယ်ရှင် ဒါကတော့ဟာဇန် City View Point ကိုကျမတို့တွားရောက်လေပါခေစင်ကမြင်ခဲ့တဲ့မြင်ကွင်းလေးတွေပေါ့နော်ဒီနေရာကနေဆိုလို့ရှင်ဟာဇန်မြို့တမြို့လုံးကိုမြင်နိုင်တယ်ဒီနေရာလာဖို့ဆိုလို့ရှင်လည်းကားတွေဆိုင်ကြီးတွေတချို့ကတော့ချစ်ချင်းနဲ့လမ်းလျှောက်တက်လာကြတာတွေဒါမြို့လေးရှိရပေါ့နော်အမှသူကပုံလေးရိုက်ဖို့အတွက်လေနေရာလေးစစ်စစ်ပေးထားတာရှိတယ်အမှမြင်ရတဲ့ တိုက်အမြင့်ကြီးအရာဟိုတယ်ဖြစ်ပြီးမှအရာကကျမတို့ဒီဟာဇာမှာတွားရောက်လေပါခေစင်ကတိတ်ခိုခေးလေးနေရပေါ့နော်အဲ့ဒီဟိုတယ်ကနေဆိုလို့ရှင်လည်းအရန်လာတဲ့ view တွေရှိရဲ့နောက်ပိုင်းကျလို့ရှင် ကျမပြန်လေးညဝေပေးပါမယ်ရှင်ဒါဆိုရင်ဟာဇာမြို့ရဲ့ညဘက်ပိုင်းမှာမြင်နိုင်တဲ့မြင်ကွင်းလေးတွေဟာဇာမြို့ရဲ့ညလာလို့ပြောရမှာပေါ့နော် ဒါလို့ဖြစ်ပါတယ်ကဲကျမတို့ကျမမျက်ဝင်ပေးတဲ့ဗီဒီယိုလေးတွေကိုအဆုံးထိဝင်ရောက်ကြည့်ရှုပေးတဲ့မင်းဆွေအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်ဆုံကြပါမယ်နော် bye bye